ဒီဒီနဲ့တော့မှရန်ဖြစ်လိုက်တယ်ဒီဒီကအမဘောနော်နင် train နဲ့သူ့စီအိမ်ကိုလာခဲ့လို့ပြောတာကိုယ်မလာတတ်ဘူးကွာသိလား အခုကဖြိုးတို့က Liverpool Street Station ကိုရောက်နေတာပါဒီ Euro မှာတော့ဗောနော်သူတို့ရဲ့ main transportation ကကိုပိုင်ကားမဟုတ်ဘူးကွာတိလားအကုန်လုံးက train ကို main transportation vehicle အနေနဲ့သုံးကြတာအဲ့ဒါကိုကျွန်တော်ရောက်ခါစားတော့ကလေတော်တော်လေးကိုအဆင်ပြေဖြစ်သွားတယ်ဗောနော် train မရှိတဲ့လို့လေဒီဒီနဲ့တော့မှရန်ဖြစ်လိုက်တယ်စကားမြတ်လိုက်တယ်ဘာလဲဆိုတော့ဒီဒီကအမဗောနော်နင် train နဲ့သူ့စီအိမ်ကိုလာခဲ့လို့ပြောတာကိုကမလာတတ်ဘူးကွာတိလားနေရာတွေအကုန်လွဲပြီးတော့မှ train station တွေမှာအကုန်တာကျွန်တော်မြင်တာက Euro မှာနေတဲ့ ဲသူတယောက်အနေနဲ့ကကြတော့ train စီးရဆိုတာထမင်းစားရေးတော့ပဲเนาะကို့အတွက်ကကြချူးချားနေရပေါ့လေသူလားကျွန်တော်ကတော့ total ဒီမှာ၃ဘက်လောက်ရောက်သွားပြီပေါ့เนาะ land မှာ အဲ့တော့ဘာတိလိုက်လဲဆိုဩဒီကလူတွေက train ကိုနေတိုင်းရေတောက်တလို့မျိုးထမင်းစားတလို့မျိုးမျက်စိမိတ်ပြီးသွားနေကြရဲဆိုတော့သူတို့အတွက်ကတော့ကားမောင်းတလို့မျိုးပဲဖြစ်နေရပေါ့နော်ကိုတွေအတွက်ကသာလေကားနဲ့သွားနေကြသူကြတော့ public transportation တော်တော်လေးခက်နေရပေါ့နော်ဒါဖြိုးကိုရိုင်းရတဲ့နိုင်ငံခြားမှာနေခဲ့ဘူးတဲ့ဆိုပေမဲ့လေကိုက public transportation မလိုတဲ့နေရာတွေမှာပဲအများနဲ့မျိုးထဲမှာပဲနေရဲဆိုတော့ public transportation နဲ့ပတ်သက်လာနည်းနည်းလေးအားနေတယ်ပေါ့နော် so အဓိကတော့ဒီမှာနေတဲ့သူတွေက train က bus ကားတဲ့တောင်မှနော်မောင်လေး train ကပို့ပြီးတော့မှနော်မင်းတို့အတွက်ကပို့ပြီးတော့ထမင်းစားရေတောက်ပဲနော်ဟုတ်လား ဘတ်ကကြတယ်ဘတ်မစူးဆိုတာရကားပိတ်တာတွေဘာရင်နဲ့ကွာကြတယ်ပြီးယထာကျတော့မြင်းတယ်ကွာအဲ့တော့ယထာနဲ့ပဲသွားပို့အဆင်ပြေတယ် Yeah. ယူရိုရဲ့ system ကလူတွေကိုကားမစီးအောင်လို့လုပ်ထားတာပေါ့နော်။ကားဆိုအရင်စေးကြီးတယ်။ကားပါကင်ဆိုရင်မင်းတစ်ခါတည်းကျွတ်သွားမယ်ပေါ့နော်။ရှိနေပါစက်ကုန်ကုန်သွားမယ်။ကားပါကင်တွေကဈေးကြီးတယ်။ကားဝယ်လည်းဈေးကြီးတယ်။အခွန်ကားတွေလည်းအရင်စေးကြီးရယ်ပေါ့နော်။စင်ကာပူဆိုလည်းအတိုင်းပဲကားဝယ်နိုင်တဲ့သူဆိုတော့တော်တော်ချမ်းသာနေပြီလို့ပြောရယ်ပေါ့နော်။အဲ့တော့လူရဲများလို့လေဒါလန်ဒန်ဆိုတာကလူရေ8 million ရှိတယ်။ပြီးရင်တနည်းတနည်းလာလဲသူတွေကလည်းအနည်းတော်မဟုတ်အများကြီးဆိုတော့ဒီမြို့မှာလူရေရဲများတော့လူတွေကိုကားမသုံးအောင်လို့သူတို့က public transportation ကို ီ train နဲ့တခြား system ချပြီးလုပ်ထားတာပေါ့နော် so that's interesting ဒါအခုဖြိုးကတကယ် one of the biggest train station international တွေကိုသွားလို့ရတဲ့ဒီမှာ train station ကိုရောက်နေလို့ဖြိုးရဲ့ခီးသွားအတွေ့အကြုံလေးကိုမျှဝေပေးတာပါအခုနိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေပေါ့နော်ကိုနေတဲ့နေရာမှာရောဘာ public transportation ကိုအဓိကသုံးလဲဆိုတာကို comment ထဲမှာမှတ်ခဲ့ပေးပါဖြိုးကတော့ပေါ့နော်ကားနဲ့တကယ်ကြမသုံးဖြိုးရဲ့ theory ကွာဒီလားကိုနေတဲ့နေရာဒီ ကိုသွားမဲ့နေစဉ်သွားမဲ့နေရာနဲ့ကလမ်းလျှောက်တဲ့လက်တကမ်းမှာရှိရမယ်ရန်ကုန်မှာဆိုလက်တူတူပဲအိမ်နဲ့ယုံနဲ့ကလမ်းလျှောက်သွားယုံနဲ့ရတဲ့ပုံစံမျိုးကိုဖြိုးရမြင်နေတယ်။ Australia မှာနေတော့လက်တူတူပဲကြောင်းပေါ့နော် University of Sydney ကိုသွားမဲ့ဂျင်းဖြိုးရဂျင်းဆိုလည်းနီးနီးလေးကိုပဲသွားတာ။တခါလေးကျရင်ကမ်းမောင်းလို့ကားဘက်ထရီတည်သွားတဲ့ခါရရှိသေးလားအဲ့လိုမျိုး life style မျိုးကိုကဖန်တီးထားပါတော့เนาะအလုံးဘာ transportation နေစဉ်သုံးပြပါတလဲကမန်နဲ့မမှန်ခဲ့ပြပါရှင်